အားလုံးသောမိတ်ဆွေပေါင်းမင်္ဂလာပါအခုတနင်္ဂနွေသားသမီးများအတွက်တနင်္ဂနွေသားသမီးတွေအတွက်ကို26ရက်6လ2025မှာ2ရက်9လ2025ဒီပဲဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေရဲ့ယင်းထဲမှာမိသားစုနဲ့ပတ်သက်ပြီးပျော်ရွှင်စရာစိတ်ချမ်းသာစရာငြိမ်းချမ်းမဲ့နေရာလေးတစ်ခုကိုကိုယ့်ရဲ့မိသားစုနဲ့တိုက်တိုက်ဝန်းဝန်းငြိမ်ငြိမ်ချမ်းချမ်းလေးဖြစ်မဲ့နေရာကိုဖန်တီးဖို့နေဖို့ထိုင်ဖို့ အဲ့လိုအကြောင်းအရာကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေတယ်။အဲ့ဒီနေရာလေးကိုလည်းတဖြည်းဖြည်းနဲ့ရရှိအောင်ပိုင်ဆိုင်အောင်လုပ်မယ်ဆိုတော့အကြောင်းအရာတွေကိုအခုရင်ထဲမှာတွေးနေပါတယ်။မျောလေတောင်းတရည်ရွယ်ချက်ကတော့ရသမျှဝင်ငွေနဲ့မရောင်ရဲမတည်တိမ်နိုင်ဘူး။ပို့ပြီးတော့ရအောင်ကြိုးစားမယ်။ပို့ပြီးတော့အဆင်ပြေအောင်လုပ်မယ်ဆိုတဲ့အတွေးတွေဒါကိုရရင်ထဲမှာမျောလင်တောင်းတနေပါတယ်မမျောလင်မဲ့တင်းင်းတွေသားသမီးတွေမှာဘလူဟာမိုးကြုံမလဲအထီးကျန်မှုတွေကြုံတွေ့ရတတ်တယ်နောက်ပြီးတော့ကိုက ကောင်းတဲ့အရာတွေလုပ်ပေမဲ့ကြံတဲ့လူတွေကဆိုးတဲ့အရာတွေဖန်တီးတဲ့အတွက်ကြောင့်လည်းကိုယ်မှာစိတ်ညစ်ရတာမျိုးကြုံတွေ့ရတတ်တယ်။စိတ်ညစ်စရာပူပင်တော့ကအနေနဲ့ကတော့စိန်ခံပစ္စည်းအတွက်စိတ်ညစ်ရသလိုကိုယ်ဝင်ဆောင်တဲ့အဲ့လိုကိစ္စမျိုးတွေအတွက်ကြောင့်လည်းစိတ်ညစ်ရတာမျိုးစားရေးတောက်ရေးအတွက်စိတ်ညစ်ရတာမျိုးအဲ့လိုဟာမျိုးလေးတွေဖြစ်တတ်တယ်။အဲ့တော့ကိုယ်ပစ္စည်းနဲ့ကိုယ်စိတ်ညစ်ရတဲ့ပုံစံမျိုး အဲ့တော့တချို့ကမရှိလို့စိတ်ညစ်ရတယ်အခုဟာကအားလုံးအစီအပြေသားနဲ့စိတ်ညစ်ရတာမျိုးဖြစ်တတ်ပါတယ်ငယ်ရွယ်တဲ့တင်းငွေသားသမီးတို့ရဲ့ကန်စာတမာဆိုလို့ရှင်တော့ပတ်ဝန်းကျင်နဲ့အစင်မပြေမှု များစွာကြုံတွေ့ရတဲ့အပြင်အဲ့တော့ပတ်ဝန်းကျင်ကြောင့်အိမ်နီးနားချင်းကြောင့်ကိုယ့်ရဲ့ချစ်ချင်းမေတ္တာပညာရေးကိုယ့်ရဲ့ဝါသနာအရာအားလုံးသည်လက်လွတ်ဆုံးရှုံးရတော့မလို့အကြောင်းတွေခံတီးတတ်တယ်ဖြစ်ပေါ်တတ်ပါတယ်ဗျအဲ့တော့ ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာကိုယ့်ပေါ်မှာမူတည်တယ်အရာအလုံးကကိုယ့်ပေါ်မှာမူတည်နေပါတယ်ရအောင်လုပ်တာလဲကိုယ်ပဲမရအောင်လုပ်တာလဲကိုယ်ပဲလို့ပြထားပါတယ်အဲ့တော့မိမိအပေါ်မှာပဲအများကြီးရာခိုင်နှုန်းအပြည့်မူတည်နေပါတဲ့ဗျာအိမ်အောင်ရှင်မိတ်ဆွေများအဖို့ကတော့ယောက်ျားနောက်ရှက်မိန်းမနောက်ရှက်အနေငယ်ကြုံတွေ့ရတတ်တယ်အဲ့တော့ကိုကသွားစတဲ့ဇလန်း အဲ့တော့ဘသူမှစတာမဟုတ်ဘူးအဲ့ဒီဇလန်းနေအဲ့ဒီပြဿနာတွေအားလုံးဒီမိမိကိုယ်၌စမိတဲ့ဟာမျိုးဖြစ်တတ်ကြောင်းပါအဲ့တော့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးပြည်လဲဖို့အတွက်ဆိုလို့ရှင်တော့နောက်ထပ်၃ရက်ကြော်တာနဲ့အားလုံးအိမ်တော်ကြီးနဲ့ပတ်သက်ပြီးပြည်ပြည်လဲလဲကောင်းကောင်းမွန်မွန်ဖြစ်လိမ့်မယ်လို့ပြထားပါတယ်ဒီဝသနာပါလို့ဒီလိုကျင်တဲ့မိတ်ဆွေတွေကတော့ပတ်စံအိတ်ထားတဲ့နားမှာရှားကြည့်ပါအဲ့ဒီနေရာမှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ် ညနာရီပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရအနေနဲ့ကတော့တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေနဲ့ဝိုင်းဖွဲ့ပြီးပျော်ပျော်ရွှင်ရွှင်အစားအသောက်တမျိုးမျိုးကိုစားလိုက်မယ်ဆိုလို့ရှင်တော့ကျွေးမွေးအပ်ခံလိုက်မယ်ဆိုလို့ရှင်တော့အညံ့တွေအားလုံးပြပြကောင်းမွန်ပြီးတိတိတသာလက်လာပါရွှင်လန်းသွားပါလိမ့်မယ်လို့ပြောရင်တနင်္ဂနွေသားပြီးများတွေ့ဒီမှာပဲညီကုန်းချုပ်ပြရစီကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့3992583980ပဲဖြစ်ပါတယ် ကျွန်တော်ကျော်သိန်းဖန်ပါကျွန်တော်မိတ်ဆွေအရောက်တိုင်းအရောက်တိုင်းကြားမှာချမ်းသာလိုအပ်ဆန္ဒပြေဝပါစေလို့ဆန္ဒပြုမြတ်တာပို့ပါတယ်ဗျာဒီနေ့လာသားမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဒီနေ့လာသားမီးတွေအတွက်26ရက်6လ2025မှာ2ရက်9လ2025ဒီပဲဖြစ်ပါတယ်ဒီနေ့လာသားသမီးတွေရဲ့ရင်ထဲမှာမိသားစုနဲ့ပတ်သက်ပြီးမပြေလည်တဲ့အကြောင်းနောက်ပြီးတော့ကိုယ့်ရဲ့အိမ်မှာစူဂျီပူဂျီပြဿနာပေါင်းစုံတက်တဲ့အကြောင်းအဲဒါလိုအကြောင်းတွေအပြင် ပတ်ဝန်းကျင်ရဲ့သွေးသွုံမှုလှုပ်ဆောင်မှုကြောင့်အဆင်မပြေမှုတွေအကြောင်းတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေတယ်။မျောလင်းတောင်းတရည်ရွယ်ချက်ကတော့အဝေးတနေရာကိုစွန့်စွန့်စားစားအခက်ခဲတွေကြားနဲ့သွားမယ်။ဟိုနေရာမှာရအောင်စူဆောင်းမယ်၊ရှာဖွေမယ်။ပြီးတာနဲ့ကိုယ့်ရဲ့မိသားစုအတွက်ဖြစ်စေရမယ်ဆိုတဲ့ပုံစံမျိုးဒါကိုယ့်ရဲ့ယဉ်ထဲမှာမျောလင်တောင်းတနေပါတယ်မမျောလင်မဲနဲ့ဘယ်လိုအောင်မို့ကြုံမလဲအားလုံးနဲ့ချစ်ခင်ချင်းပင်မြတ်ချင်း ဲ့တော့ကိုယ့်ရဲ့မေတ္တာကိုရင်ပတ်ကြီးကိုခွဲပြစရာမလိုဘဲနဲ့တစ်ဖက်လူကအရာအလုံးကိုနားလည်သွားတာမျိုးသဘောပေါက်သွားတာမျိုးလက်ခံသွားတာမျိုးဂျုံတွေ့ရပါလိမ့်မယ်။အဲ့တော့ဒီကာလအတွင်းမှာအချစ်စစ်ချစ်မှန်တွေလည်းဂျုံတွေ့ရတတ်တယ်။ဘသူ့ကိုမေတ္တာထားတဲ့နဲ့ဘသူ့ကိုမေတ္တာမထားတဲ့ဘူး။ဘသူကတော့ငါ့အပေါ်ကောင်းတယ်ဘသူကတော့ငါ့အပေါ်မကောင်းဘူးဆိုသောအကြောင်းအရာတွေကိုကွက်ကွက်ကွင်းကွင်းသိရမြင်ရလာမျိုးဂျုံတွေ့ရပါလိမ့်မယ်။ စိန်ရဆရာပူပင်တော့ကအနေနဲ့ကတော့ဝါသနာမပါတော့နေအလုတ်ဝါသနာမပါတော့နေရမနေကျင်တော့နေရစွန့်ခွာရမယ်အကြောင်းအရာတွေနဲ့ပတ်သက်ပြီးအခုယင်ထဲမှာစိတ်ညစ်နေရတတ်ပါတယ်ဗျာငယ်ရွယ်တဲ့တနင်္လာသားသမီးတို့ရဲ့ကန်စာတာမှာစိတ်အနှောက်အယှက်မျိုးစုံကြုံတွေ့ရတတ်ပါတယ်အရာအလုံးကောင်းပေမဲ့ကိုယ်စိတ်ဒုက္ခပေးတဲ့လူတွေ ဘယ်ချိန်များပြဿနာရှာမလဲဘယ်ချိန်များကိုဒုက္ခပေးမလဲဆိုသောအတွေ့အကြုံနဲ့အခုမှရင်မောနေရတာမျိုးဖြစ်ပေါ်တတ်ပါတယ်အခြေအနေနဲ့ပတ်သက်ပြီးလို့ရှိရင်ဒီကာလအတွင်းမှာကံနဲ့နဲ့ညံ့နေသေးတယ်လို့ပြထားပါတယ်ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာကိုလှုပ်ရင်ပြဿနာတက်မယ်မလှုပ်ဘဲနေရင်ပြဿနာမရှိဘူးအဲ့ဒီအတွက်ကြောင့်လှုပ်တဲ့မလှုပ်တဲ့ကိုမှချိန်နေရတယ် 别在那点买老么老板奶，别么呢别真点哪说啦，先啥话，别么呢别真点那听老板么点不听么老板奶老贱不贱嘛嘞，哎那我先买水面铺完了，过夜哎那不给万达 BDPC 啊，哎哟没听没他的，他为了过不讲呐，微微姐呢不在这堵墙，微微讲呢也是的，那个楼下没有的，相对也话的没，哎哟过夜哎那不给三千的，他来听二品。 ကိုလည်းကံကောင်းမယ်သူလည်းစိတ်ချမ်းသာပါလိမ့်မယ်တဲ့ဗျာကဲအဲ့တော့ထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းအိမ်အောင်ဘက်ကဘဝရက်တည်မှုနဲ့ပတ်သက်တဲ့အကြောင်းအရာကိုအကြောင်းပြုပြီးတော့ငွေကုန်ချေးကျများတာမျိုးကြုံတွေ့ရတတ်တယ်အဲ့တော့အိမ်အောင်မရှိတဲ့သူတွေကလည်းကိုတန်ရုံးစင်ကြီးမားတဲ့သူတဦးတယောက်ကြောင့်ငွေကုန်ချေးကျများဖို့အကြောင်းတွေပေါ်လာတတ်ပါတဲ့ဗျာဒီဝဒနာပါလို့ထီထိုးခြင်းနဲ့တနင်္လာသားသမီးများဖို့ကတော့ အိမ်မြောင်လေးတွေမကြာခဏတွေ့လေတွေ့တာရှိသောနေရာရဲ့အနီးနားမှာရှားကြည့်ပါအဲ့နေရာမှာ မိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစုံတရားတွေ့ရပါလိမ့်မယ်။နန်းရံကိုဖက်တယ်တွေ့တက်နိုင်သောခြေလေးအကြောင်းရှိတဲ့သရဝါလေးနေတတ်သောလာတတ်သောအနီးနားမှာရှားကြည့်ပါ။ကဲညံ့တာလေးပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရရအနေနဲ့ကတော့ဖျားเจ้าသွားမဲ့သူဥပုပ်เจ้าသွားမဲ့သူစသည်အပြင်အဲ့လိုလူမျိုးတွေကို စားစရိတ်တောက်စရိတ်နောက်ပြီးတော့အလှူဒန်းတာတမျိုးမျိုးကိုတက်နိုင်တဲ့ဘက်ကကြိုက်သလိုလှုပ်ကြည့်လိုက်ပါလှူဒန်းကြည့်လိုက်ပါအဲ့ဒါလိုလှူဒန်းပြီးတာနဲ့ကိုယ့်ရဲ့အညံ့တွေအားလုံးပြေပြောက်ကောင်းမွန်ပြီးတိတိတသာလက်လာပါရှင်လန်းသွားပါလိမ့်မယ်လို့ပြောရင်တနင်္လာသားမီးများအတွက်ဒီမှာပဲညီကုန်းချုပ်ပြရစီကျွန်တော်ကြော်စိမ့်ဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380398ပဲဖြစ်ပါတဲ့ဗျာအင်္ဂါသားမီးမိတ်ဆွေများအားလုံးမင်္ဂလာပါအင်္ဂါသားမီးများအတွက် 你的办法做路线咯？那三敲爷、敲老板，那到那三阿嘛，那也可能了，那到那三阿弟不偏不赖。一阿打的米的原因来嘛，少偏样接的那困难，也三样得的。那罗地嘎啦对嘛？罗老,老人搞我们来说的，追没有的多嘛，刚得到杀、啊、拉到没有皮包的也得的。阿都罗江伢的个阿乌进来嘛，现在最多那把的。明年长大以后，这个港港，刚浦、刚小、新余、新、啊、余的江西怎么样？路桥的改善，阿苏沪怎么样？八标配。 အကောင်းဘက်ကိုဥတီသွားဖို့ကိုဒါကိုရရင်ထဲမှာမျောလင်းတောင်းတာနေပါတယ်မမျောလင်းပဲအင်္ဂါသားမင်းများဘလို့ကြုံမလဲယောက်ျားနောက်ဆက်မိန်းမနောက်ဆက်ဂျုံတဲ့အပြင်ငွေကြေးပြဿနာတစုံတရာဖြေရှင်းရရတာမျိုးဂျုံတွေးရပါလိမ့်မယ်စိတ်ညစ်ဆရာပူပင်တော့ကအနေနဲ့ရတော့ကိုယ်မှာရှိတဲ့ပတ်စံကုံမှာကြောက်တဲ့အတွက်စိတ်ညစ်တဲ့လူနေမှုအစဉ်အတန်းမြင်မားမဲ့အကြောင်းအရာတွေအတွက်ကြောင့်စိတ်ညစ်ပူပန်ရတာမျိုးဖြစ်တတ်တယ်ဘလို့မျိုးလဲဆိုလို့ရှိရင်လူနေမှုအစဉ်အတန်း ဒီတိုင်းနေရင် तू อ่ะမြင်မှားกว่าမယ်အဲ့တော့ไอ้ပြဿနာတစုံတယောက်ကြောင့်ပြဿနာတစုံတရာကြောင့်လူနေမှုအစဉ်အတိုင်းမြင်မှားမဲ့ခိန်းကနေပြီးတော့နေပါกว่าတာမျိုးအဲ့လိုဟာမျိုးအကြောင်းအရာတွေအတွက်ကိုကိုမှာစိတ်ညစ်ပူပန်မှုဖြစ်နေရတတ်ပါတယ်အဲ့တော့အင်္ဂါသားသမီးငယ်ရွယ်တဲ့မိတ်ဆွေများအတွက်ကတော့ကိုချစ်ရတဲ့သူကိုမြတ်တာ ထားမိတဲ့သူအပေါ်နဲ့ပတ်သက်ပြီး ကြင်မချမ်းဖြစ်เสียဒေါသထွက်เสียဝမ်းနေเสียစိတ်ထိခိုက်เสียတွေဖြစ်တာအကြောင်းပါပဲဗျာသူ့ပြဿနာသူ့ရဲ့အခက်အခဲတွေအားလုံးကိုကိုကမသိချင်အောင်ဆောင်းတယ်ခွင့်လွတ်တယ်နားလည်ပေးခဲ့တယ်ကိုယ့်ရဲ့ပြဿနာကိုယ့်ရဲ့အခက်အခဲကြတော့ तू ဟာဘလို့ပုံကြီးချဲ့ပြီးတော့ပြဿနာရှာတာအင်မတန်မုန်းเสียကောင်းတဲ့နဲ့အပြုတ်မှုတွေနဲ့ကိုယ့်ကိုလှုပ်တာဆက်ဆံတာပြုတ်မှုတာအဲ့လိုဟာမျိုးလေးတွေကြုံတွေ့ရတတ်တယ်အဲ့ဒီအတွက်ကြောင့်ကိုယ့်ရဲ့နောက်ထပ်ဆက်ပြီးချစ်ဖို့တော့ပါပဲ မဝင်မရဲဖြစ်သွားတာမျိုးကြုံတွေ့ရပါလိမ့်မယ်။ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာအဲ့တော့ကိုဘလောက်ရှာရှာကိုတုံးရတယ်မရှိဘူး။အဲ့ဒီအတွက်ကြောင့်ကိုမှရှာခြင်းနဲ့စိတ်တောင်းမှပဲညော့နေသွားတာမျိုး ဖြစ်ပေါ်တတ်ပါလေ။ဓိဝဒနာပါလို့ထီထိုးဖို့မပြောခင်မှာအိမ်အောင်ရှင်မိတ်ဆွေများအတွက်ကတော့တီးတဲ့ကောင်းတဲ့နေရာတီးတဲ့ကောင်းတဲ့ဘဝအဲ့လိုဟာမျိုးဖြစ်ဖို့ပဲကိုယ့်ရဲ့ရင်ထဲမှာစဉ်းစားတွေးတော်နေတယ်။ ဒါကအိမ်အောင်ရေးတွေနဲ့ပတ်သက်ပြီးခေါင်းနဲ့မထည့်ကြတော့ဘူးအဲ့တော့ဖြစ်ချင်တာဖြစ်ပလိစေနင်းလဲလှုပ်ချင်တာလှုပ်မပြောတော့ဘူးအဲ့တော့ငါလဲငါဘုရားငါကြံရှိတဲ့အချိန်အပိုင်းလေးတွေကိုကောင်းကောင်းမွန်မွန်ကြံကြံနာနာအမားခင်းခင်းနဲ့တိဆောက်နိုင်ဖို့ကိုဒါသူ့ရဲ့ရင်ထဲမှာပေါ့နော်ဒါအိမ်အောင်ပဲနှုတ်ရဲ့ကြားမှာအဲ့အလိုပြဿနာမျိုးတွေဖြစ်တတ်တယ်ဖောက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းအဝေးတနေရာကိုအကြောင်းပြုပြီးတော့ငွေကုန်ချေးကြများတာမျိုးကြုံတွေ့ရပါလိမ့်မယ်။ ီဝါသနာပါလို့ထီထိုးကျင်တဲ့မိတ်ဆွေများပို့ကတော့ခွေးလေးတွေအိမ်မွေးတိရိစ္ဆာန်အဖြူရောင်လေးတွေရဲ့အနီးနားမှာရှားရှိပါအဲ့ဒီနေရာမှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်ညံတာတွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတရားအနေနဲ့ကတော့လောင်ထားသောတရဝါချီနောင်ထားသောတရဝါအဲ့ဒါလိုမျိုးတရဝါများကိုဘေးမဲ့လွှတ်လိုက်ပါအဲ့တော့ငားလဲလောင်ထားတာရှိတယ်လေအဲ့ဒါအဲ့ဒါလေးတွေဝယ်လွှတ်လို့ရတယ် နဲ့ဒီပါလေးတချို့ချင်းထဲမှာထည့်ပြီးလောင်လာတာရှိအဲ့ဒါဝယ်လွတ်လို့ရတဲ့ကြက်တွေလွတ်လို့ရတဲ့လူလိုမျိုးလောင်ထားတဲ့သရဝါချီနောင်ထားတဲ့သရဝါတွေကိုဘေးမဲ့လွတ်ချင်းအားဖြင့်အညံ့တွေအားလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်ဘယ်နှကောင်လွတ်လို့ရပါသလဲဗျာကဲအင်္ဂါသားမိများတို့ကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380358ပဲဖြစ်ပါသလဲဗျာကျွန်တော်မိတ်ဆွေအင်္ဂါသားမိပေါင်းကြားမှာချမ်းသာလို့ဆန္ဒပြုပါစေလို့ဆန္ဒပြုမြတ်တာပို့ပါတယ် ဗုဒ္ဓဘူးသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဗုဒ္ဓဘူးသားသမီးတွေအတွက်26ရက်9လ2025မှာ2ရက်26ရက်6လပိုင်း2025မှာ2ရက်9လ2025ဒီပဲဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဘူးသားသမီးတွေရဲ့ယဉ်တဲ့မှာစီးစရာယဉ်ထားတဲ့ပတ်သက်တဲ့အကြောင်းအရာနောက်ပြီးတော့သွားရေးလာရေးနဲ့ပတ်သက်ပြီးငွေကုန်ကြေးကြမများဘူးအဲ့တော့လက်ထဲမှာအမြဲတမ်းပတ်စံမပြတ်ဘူး အဲ့လိုအကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေတယ်။မျောလင်းတောင်းတရည်ရွယ်ချက်ကတော့မိသားစုလိုက်တည်တဲ့ကောင်းတဲ့နေရာကိုရွှေ့ပြောင်းခြင်းနဲ့နေထိုင်ခြင်းနဲ့သွာလာခြင်းနဲ့အဲ့တော့လက်ရှိနေရာလေးကရေပြက်သနာအဲ့တော့အဲ့လိုမျိုးမဟုတ်လို့ရှိရင်လို့ရှိရင်လေသူကဆိုဆွမှုပြက်သနာအဲ့တော့မလုံမလဲဖြစ်တဲ့ပြက်သနာစသည်အားဖြင့်အဲ့လိုအကြောင်းအရာတွေကိုအကောင်းဆုံးဖြစ်အောင်ဖန်တီးဖို့ဒါကုရဲ့ရင်ထဲမှာမျောလင်းတောင်းတနေပါလေမမျောလင်းမဲ့ဘလို့ဟာမို့ချုပ်မလဲ ချို့ချမ်းချွေတာစူဆောင်းဖို့မြင်းမြန်ဆန်ဆန်ကြကြနနကောင်းကောင်းမွန်မွန်ဖြစ်အောင်ကြိုးစားဖို့အဲ့ဒါလိုအကြောင်းအရာတွေရင်ထဲမှာပွင့်လန်းလာတယ်ပေါ်လာတယ်ကြိုးစားခြင်းစိတ်တွေဖြစ်ပေါ်လာပါလိမ့်မယ်တဲ့ဗျာအဲ့တော့ကိုယ့်ရဲ့ယဉ်နှံမှာလူတိုင်းလူတိုင်းအပေါ်ကိုမြေတားထားရတာမျိုးမြေတားထားခြင်းတဲ့အကြောင်းအဲ့ဒါလိုဟာမျိုးလေးတွေသူကယဉ်နှံမှာသက်ဆင်းလာတတ်ပါတယ်ဗျာစိတ်ညစ်စရာနေအနေနဲ့ကတော့ဘုရားကုသသမီးတွေမှာအခြေရေးမြေတားရေးကိုအကြောင်းပြုပြီးစိတ်ညစ်ရမယ် နောက်တစ်ခုကပြဿနာတစုံတရာနဲ့ပတ်သက်ပြီးကိုယ်မှာမတည်မကျဖြစ်ပြီးတော့ရင်မောစိတ်ညစ်ပူပန်မှုတွေဖြစ်နေရတဲ့အကြောင်းပါတည်းဗျာကဲငယ်ရွယ်တဲ့ဗုဒ္ဓဘုရားသမီးတွေကန်စာတာမှာစကားပြောဆိုမှုအဆင်မပြေတာအဆက်အသွယ်နဲ့ပတ်သက်ပြီးအဆင်မပြေတာအဲ့ဒီပြဿနာနှစ်ခုနဲ့ကြုံတွေ့ရတဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးရင်ဘတ်အောင်ခြင်းရင်ဘတ်ထဲမှာစို့ခြင်းအဲ့တော့အသက်ရှူလို့မကောင်းခြင်းအဲ့လိုဟာမျိုးတွေဖြစ်တတ်ကြောင်းပါတဲ့ဖြစ်တတ်ပါတဲ့ဗျာ ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာကြံစီသမျှတွေလွဲလွဲလွဲချော်မယ်ထင်းငော့မယ်ကြမ်းကြမယ်အဲ့လိုဟာမျိုးတွေဖြစ်တတ်တယ်။အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ပြည်သနာတစုံတရာတက်တဲ့ပုံစံမျိုးဒီတခါတက်တဲ့ပြည်သနာကလုံးဝခွင့်မလွတ်နိုင်စရာအကြောင်းအဲ့လိုဟာမျိုးလေးတွေရန်ညိုးရန်စာလေးတွေနဲ့အဲ့မိစားတွေရှည်သွားတတ်တယ်ဗျ။ အဲ့ဒီအတွက်ကြောင့်ကိုကမိစရှေမဲ့ဥစ္စာအမုံရှေမဲ့ကိစ္စအဲ့လိုဟာမှုတွေကိုမလုပ်ပါနဲ့အဲ့တော့တူနိုင်သမျှတူအောင်လုပ်ပါမုံစကိုတူအောင်ပြဿနာကိုတူအောင်အဲ့လိုဟာမှုလုပ်ပါလို့အကြံပေးခြင်းပါတယ်ထောက်ငွေနဲ့ပတ်သက်တဲ့ပြီးလို့ရှိရင်လည်းပြဿနာတစုံတရာအောင်ကြမလုပ်တဲ့ကိစ္စမဆုံးဖြတ်တဲ့ကိစ္စတွေအတွက်ကြောင့်ငွေကုန်ကြေးကြများပါလိမ့်မယ် ဒီဝန္နာပါလို့ထီတို့ကျင်တဲ့မိတ်ဆွေတွေကတော့အိမ်ရှိနန်ရံမျက်နှာစာအဲ့လိုနေရာမျိုးမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေအတွက်အချိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်ညံနာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတရာအနေနဲ့ကတော့ပန်းသီးကိုကိုခင်မရတဲ့သူတွေကိုလက်ဆောင်ပေးမယ်ကိုတိုင်းလဲပန်းသီးစားမယ်မျက်စွာဘုရားမှာလဲပန်းသီးလှူမယ်အဲ့တော့ဒီရက်အတွင်းမှာပန်းသီးနဲ့များများပတ်သက်လိုက်ပါအဲ့တော့ပန်းသီးကိုကြိုက်သလိုလုပ်ပါ အဲ့တော့ပန်းသီးကိုကင်နေသမျှကာလပတ်လုံးကိုယ့်ရဲ့အညံ့တွေအလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်။ပန်းသီးကိုမြင်လိုက်တာနဲ့၊ကင်လိုက်တာနဲ့၊လှူဒန်းလိုက်တာနဲ့၊စားလိုက်တာနဲ့၊ကျွေးမွေးလိုက်တာနဲ့အလုံးအစင်ပြေကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်ဗုဒ္ဓဘုရားသမီးများအတွက်ဒီမှာပဲညီကုန်းချုပ်ပြရစေ။ကျွန်တော်ကျော်စင်ဖန်ပါ။ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 255 380 358ပဲဖြစ်ပါတယ်ဗျာ။ ဂျာသာပရိသသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဂျာသာပရိသသမီးတွေအတွက်26ရက်6လ2025မှာ2ရက်9လ2025ဒီပဲဖြစ်ပါတယ်ဂျာသာပရိသသမီးတွေရဲ့ယင်ထဲမှာမိသားစုဂျာမှာအဆင်ပြေပြေဖြစ်ဖို့မိသားစုရဲ့အခက်အခဲကိုယ့်ရဲ့အခက်အခဲအဲ့တော့အဲ့လိုအခက်အခဲပေါင်းစုံနဲ့ပတ်သက်ပြီးအားလုံးအကောင်းဆုံးတွေဖြစ်အောင်ဖန်တီးဖို့စူးစမ်းဖို့အခုယင်ထဲမှာစဉ်းစားပြီးတော့နေတယ် ပြောလဲတောင်းတရည်ရွယ်ချက်ကဂျာတာပိသားသမီးတွေမှာစိတ်အနှောက်အယှက်ဖြစ်စရာလေးတွေအဲ့ဒီဟာလေးတွေရနေပြီးတော့ပြေလည်ဖို့အမားကင်းကင်းနဲ့ရှေ့ဆန်နိုင်ဖို့ဒါကုရဲ့ရင်ထဲမှာမျောလဲတောင်းတနေတယ်။လက်ရှိနေရလက်ရှိအလုပ်လက်ရှိပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးနာမည်ကုန်သတင်းနဲ့ပတ်သက်တဲ့ကိစ္စအကြောင်းအရာတွေကိုအဲ့တော့ဖျက်လို့ဖျက်စီးနာမည်ကုန်သတင်းညှိုးနှိုင်းမဲ့ကိစ္စတွေမပေါ်အောင်မဖြစ်အောင်ဖန်တီးဖို့အကြောင်းတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတော်နေပါတယ်။ မမျော်လင့်မဲ့ဘလို့ဟာမျိုးကြုံမလဲဂျာတာပလေးသားသမီးတွေစိတ်ညစ်စရာပူပင်သောကဟူသမျှပြဿနာအခက်ခဲကျမ်းမာရေးခက်ခဲအဲ့ဒါတွေအကုန်လုံးကောင်းမွန်သွားလိမ့်မယ်အဲ့တော့စိတ်အယမ်းချမ်းသာနေတဲ့သူတွေကရုပ်တရက်စိတ်ညစ်စရာကန်ဆိုးတာတွေလာတတ်တယ်စိတ်ညစ်နေတဲ့သူတွေပူပင်သောကအခက်ခဲရှိနေတဲ့သူတွေကတော့ချက်ချင်းလန်ငယ်ပဲအဲ့အဆိုးတွေပပျောက်ပြီးအကောင်းဘက်ကိုခြေလန်းစပါလိမ့်မယ်ဗျာစိတ်ညစ်စရာပူပင်သောကအနေနဲ့ကတော့ သွားရေးလာရေးအတွက်စိတ်ညစ်ရသလိုရင်းရထားကိုအကြောင်းပြုပြီးတော့စိတ်ညစ်စရာအကြောင်းတွေဖြစ်ပေါ်တတ်တယ်။စိုးရင်စရာအကြောင်းတွေဖြစ်ပေါ်တတ်တယ်။အဲ့တော့စကားမမားစေနဲ့အပြုအမူအနေတိုင်းသွားလာလုံးဝမှားလို့မဖြစ်ပါဘူး။တစ်ချက်မှားတာနဲ့အများကြီးဒုက္ခရောက်နိုင်တယ်အစင်မပြေမှုတွေဖြစ်တတ်တယ်အဲ့ဒီအတွက်ကြောင့်ကိုကငြင်းငြင်းနေတာအကောင်းဆုံးပါပဲနေရွေးတဲ့ဂျာတာပြီးတာသမီတို့ရဲ့ကန်စာတာမှာအခြေအနေနဲ့ပတ်သက်ပြီး တိလွဲလေးတွေလွဲမယ်လွဲချော်မှုတွေဂျုံမယ်အဲ့တော့မချစ်တဲ့သူကိုကို့ဘောမကောင်းတဲ့သူကိုအကောင်းထင်တယ်ကို့ဘောကောင်းတဲ့သူကိုမကောင်းထင်မိရဲ့အဲ့အဲ့လိုဟာမျိုးလွဲချော်မှုတွေဂျုံတွေ့ရတတ်တယ်ကောင်းတဲ့သူကိုမကောင်းထင်တယ်မကောင်းတဲ့သူကိုကောင်းတယ်လို့ထင်တယ်အဲ့အဲ့လိုဟာမျိုးတွေဂျုံတွေ့ရတတ်တယ်အဲ့တော့ तू ကဒီလန်းလာတယ်ကိုကဟိုဘလန်းသွားတယ်အဲ့အဲ့လိုပုံစံမျိုးဖြစ်နေတတ်တယ်ဒါကအခြေရေးနဲ့ပတ်သက်ပြီးပညာရေးနဲ့ပတ်သက်လို့ရှိရင်လည်းကိုကဖြစ်နေတာတမျိုး ဖြစ်ရတာတမျိုးအဲ့လိုဟာမျိုးတွေဂျုံတွေ့နိုင်ပါတယ်ဗျာဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာဝင်ဝင်တွေတော့ဝင်တယ်ထွက်တာကဝင်တာကနော်တည်တည်လေးထွက်တာအကြီးဆိုတဲ့ပုံစံမျိုးဖြစ်တတ်တယ်အဲ့တော့ဝင်ငွေဝင်ငွေနဲ့ထွက်ငွေမျှအောင်စဉ်းစားပါလို့အကြံပေးကြပါတယ်အိမ်တော်ရှင်မိတ်ဆွေများဖို့ကတော့မပြောတင်တာတွေမပြောဖို့အဲ့တော့စကားအရာမှာထိမ့်သိမ့်ဖို့အစားအသောက်မှာ စင်ကြင်မှုအဲ့ဒီဥစ္စာနှစ်ခုပါပဲကျန်တာပါပြဿနာမှမရှိပါဘူးအဲ့တော့ကိုယ်ခေါင်းထဲမှာပဲထားပါအကုန်လုံးထုတ်ပေါ်ပြီးမပြောပါနဲ့လို့အကြံပေးချင်ပါတယ်ပြဿနာတက်မဲ့အကြောင်းအရာတွေမပြောနဲ့ချစ်မဲ့စကားပြေးလဲမဲ့စကားပဲတယောက်နဲ့တယောက်ပြောဆိုတာအကောင်းဆုံးပါပဲညာကဲအဲ့တော့အိမ်တော်ရင်းနဲ့ပတ်သက်လို့ရှင်လဲကိုယ့်ရဲ့အိမ်တော်ဘက်ကချုပ်ချယ်မှုပြဿနာရှာမှုကြောင့်ကိုယ်မှာစိတ်တူရတာစိတ်ညစ်ရတာတွေကြုံတတ်တယ်အဲ့တော့မသိသလိုနေပါစိတ်မတူသလိုမျိုးဟန်ဆောင်ပါလို့အကြံပေးချင်ပါတယ် ထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းတိရိစ္ဆာန်ကိုအကြောင်းပြုပြီးငွေကုန်ချေးကြများတတ်တယ်ဗျာဒီဝသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေများဖို့ကတော့ဝိဇ္ဇာတွေသူတော်စင်တွေရဲ့အကူအညီမဆာမှုဒါမှမဟုတ်လို့ရှင်လဲကိုအားထားရဆုံးအာအကိုဆုံးသူတော်စင်သူတော်ကောင်းတွေရဲ့ပုံတော်တွေအဲ့ဒီအနီးနားမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍသုံးတရားတွေ့ရပါလိမ့်မယ်ညံတာလေးပြပြောက်ပြီး ကောင်းကျိုးချမ်းသာရရှိဖို့ရတရာအနေနဲ့ကတော့အိယာနေရာထိုင်ခင်းများကိုတန်ရှင်းရေးလုပ်ခြင်းအားဖြင့်အိယာဘေးပတ်ဘေးပတ်ချာလဲအိမ်ဘေးပတ်ချာလဲအိမ်ထဲမှာရှိသောအမိုက်တရိုက်တွေပင်ကူအိမ်တွေစသည်အားဖြင့်အဲ့လိုဟာမျိုးတွေကိုလှည့်ကျင်းလိုက်ပါတန်ရှင်းရေးလုပ်လိုက်ပါအဲ့ဒါဆိုရင်ဂျာတာဘေးသားသမီးတွေအားလုံးကံကောင်းပါပါလိမ့်မယ်ကဲဒီလောက်ပါပဲဂျာတာဘေးသားသမီးများအတွက်ကတော့ကျွန်တော်ရဲ့ဖုန်းနံပါတ်399 2953 3989ကိုဆက်သွယ်လို့ရပါတယ်အဲ့တော့ ဆက်သွယ်ရမယ့်ချိန်ကတော့နေ့လယ်7:00နာရီကနေ7:00နာရီတွင်ကိုဆက်သွယ်မယ်။ညနေ3:00နာရီထိအောင်တဦးချင်းစီကို ပြန်လည်ဟောကြားပေးလျက်ရှိပါတယ်။ကျွန်တော်ကြော်စိမ့်ခံရပါ။တောက်ကြသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါ။တောက်ကြသားသမီးတွေအတွက်26ရက်6လ2025မှ2ရက်9လ2025ဒီပဲဖြစ်ပါတယ်။တောက်ကြသားသမီးတွေရဲ့ရင်ထဲမှာငယ်စဉ်တောင်ကြီးကလေးဘွားကတန်ရုံးစဉ်ဖြစ်ရတဲ့သူ အဲ့လိုအကြောင်းအရာတွေနဲ့ပတ်သက်တဲ့ကိစ္စတွေကိုကိုယ့်ဘောကောင်းခဲ့တဲ့သူပေါ့ဗျာငယ်စဉ်တောင်းကြီးမှာမဟုတ်ဘူးအဲ့တော့အသက်အရွယ်တော့ကွာတတ်တယ်အသက်အရွယ်ကွာပေမဲ့ကိုယ့်ဘောကောင်းတယ်ကြီးတဲ့လူကလည်းကြီးတယ်လို့ငယ်တဲ့သူကလည်းငယ်တယ်လို့စသည်အားဖြင့်အဲ့လိုအကြောင်းအရာတွေနဲ့ပတ်သက်ပြီးကိုယ်မှာပံ့ပိုးဖို့ကူညီဖို့မြတ်တာထားဖို့အကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတော်နေတယ်ဗျာ မျောလဲတောင်းတာရည်ရွယ်ချက်ကတော့မလုတ်တင်တာမလုတ်ဘူးအရှက်တကွဲကျိုးနေခင်းမဲ့ကိစ္စကိုငါရှောင်တယ်ရက်တန်းကရက်မယ်ဆိုတော့အကြောင်းညာလေကိုယ့်ရဲ့ရင်ထဲမှာမျောလဲတောင်းတာနေပါတယ်မမျောလဲပဲဘယ်လိုမှမဟုတ်ချုပ်မလဲဆိုလို့ရှိရင်တော့ကိုချစ်ရတဲ့သူကိုဆုံရှုံရတာဝေးကွာရမှာအဲ့လိုအကြောင်းညာလေးလေးဒီမမျောလဲပဲဖြစ်ပေါ်ကြုံဆုံဝမ်းတက်ကြောင်ပါတယ်ဗျာစိတ်ညစ်စရာပူပင်တော့ကအနေနဲ့ကတော့ဝင်ငွေကိုအကြောင်းပြုပြီးစိတ်ညစ်ရမယ်အဲ့တော့ငွေကြီးကိုအကြောင်းပြုပြီးစိတ်ညစ်စရာတွေဖြစ်ပေါ်တာတက်ပါတယ်ဗျာ အခြေရေးပညာရေးနဲ့ပတ်သက်ပြီးဘဝနောင်ရေးအတွက်ဘယ်လိုဆက်လုပ်ရင်ကောင်းမလဲဆိုတဲ့အတွေးတွေနဲ့စိတ်ညစ်နေရတတ်တယ်။အဲ့တော့ကိုဖြစ်ချင်တာတမျိုးဖြစ်ရတာတမျိုးကြုံတွေ့ရတတ်တယ်။အခြေရေးနဲ့ပတ်သက်လို့ရှင်လဲကိုယ့်ရဲ့ချစ်သူကကိုယ့်အပေါ်ကိုလိန်ညာပြောဆိုမှုသားတွေနဲ့သူ့ကိုယ်သူသူကလုံလှပြီဆိုပြီးတော့အတလုံပုံစံမျိုးတွေဖြစ်ပေါ်နေရတတ်တယ်။အဲ့ဒီအတွက်ကြောင့်ခွလွန်လိုက်ပါမသိလိုလိုလေးနေပေးလိုက်တာအကောင်းဆုံးပါပဲ။ဘာကြောင့်လဲဆိုတော့သူရှက်သွားရင်မကောင်းဘူးလေ။ အဲ့တော့သူ့မှာလည်းဂုံသိက္ခာရှိတယ်အဲ့ဒီအတွက်ကြောင့်တောင်းတန်မပြောတင်တာမပြောပါနဲ့မသိတယ်လို့ပဲနေလိုက်ပါအဲ့တော့အဆင်ပြေမယ်ဆိုရှေ့ဆက်ပေါ့အဆင်မပြေမယ်အဆင်မပြေဘူးထင်လို့ရှိရင် तू ကဒီချင်းရှိတယ်ဆိုလို့ရှိရင်ဒီချင်းကိုမကြိုက်ဘူးဆိုလို့ရှိရင်တော့ကိုကိုတပြည့်ပြည့်နဲ့နောက်ဆုတ်လိုက်ပါအဲ့ဒါဆိုလို့ရှိရင် ရေရှည်အတွက်ပါအားလုံးကောင်းပါပါလိမ့်မယ်မကောင်းမှန်းသိရင်ချက်ချင်းပြင်ပါကျွန်တော်မကောင်းရင်ကျွန်တော်ကိုမပေါင်းနဲ့ အဆက်အသွယ်လည်းမလုပ်နဲ့ကျွန်တော်နဲ့မတူအောင်မတွေ့အောင်နေလိုက်အဲ့ဒါဆိုတဖြည်းဖြည်းနဲ့ဝေးသွားမှာပေါ့အဲ့ဒီတိုင်းပါပဲကျန်တဲ့လူဒီလူရဲ့အချင်းစီရဲ့မကြိုက်ရင်ကိုကလည်းတဖြည်းဖြည်းနဲ့ရှောင်လိုက်ပါအားလုံးအဆင်ပြေသွားပါလိမ့်မယ်နော်ကဲအိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ဒေါသထွက်စရာပြဿနာအတလို့အခက်အခဲတွေနဲ့ရင်ဆိုင်ရတတ်တဲ့ကြုံတွေ့ရတတ်တယ်အဲ့တော့တုံးနဲ့တူဒေါသတန်ရန်လိုတန်ခွန်ကြီးခွန်ငယ်အတလို့ဟာလို့မထင်မှတ်ဖဲနဲ့ မီးစသေးသေးလေးရနဲ့ပွားသွားမီးတောက်ကြီးဖြစ်သွဲပုံစံမျိုးဖြစ်ပေါ်တတ်ပါတယ်ဗျာကဲထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းရင်းရထားကိုအကြောင်းပြုပြီးဒေါသအလျောက်ငွေကုန်ကြေးကြများမယ်လို့ပြထားပါတယ်ဒေါသမထိန်နိုင်လို့ငွေကုန်ကြေးကြများစရာအကြောင်းတွေပေါ်လာလိမ့်မယ်ဖြီဝသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေတွေဖို့ကိုအနီးနားပတ်ဝန်းကျင်မှာအရန်ကမင်းကျော်ထားသောလင်းငယ်အရန်နေတတ်သောမိမတယောက်ကြီးအမိနာမကိုတိတ်ောက်ခြင်းအပြင် ကိုယ့်အတွက်အကျိုးပေးသောကဏ္ဍတစ်စုံတရားတွေ့ရပါလိမ့်မယ်။ကဲညံတာဒီပြပြောပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရအနေနဲ့ကတော့ခရီးသွားမဲ့သူကိုလမ်းစိစားစိလှူဒန်းခြင်းအားဖြင့်အညံ့တွေအားလုံးပြပြောက်ကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်တောက်ကြတာမျိုးများအတွက်ဒီမှာပဲဒီကုန်ချိုးပြရစီကျွန်တော်ကြော်စင်းဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 255 380 358ပဲဖြစ်ပါတယ်ဗျာကဲကျွန်တော်မိတ်ဆွေတောက်ကြတာမျိုးပေါင်း ရောက်တန်းရောက်တန်းကြာမှချက်သာလူအဆန္ဒပြေဝါပြီးတော့အကောင်းဆုံးနေဖန်တီးတိဆောက်နိုင်ပါစေလို့ဆန္ဒပြုမြတ်တာပို့ပါတယ်ဗျာစနေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါစနေသားသမီးတွေအတွက်26ရက်6လ2025မှာ2ရက်9လ2025ဖြစ်ပဲဖြစ်ပါတယ်စနေသားသမီးတွေရဲ့ယဉ်ထဲမှာကိုယ်ဘဝကိုကြီးပွားအောင်ချမ်းသာအောင်မြင်အောင်လုပ်မယ်ရှိမှသင်ခန်းစာတွေအများကြီးရပြီးပြီအဲ့တော့ဒီတစ်ခါတတ်မှလို့တော့မဖြစ်ဘူး အဲ့တော့ဒီအမားကိုသင်္ကန်းစာယူပြီးတော့အမှန်ဆုံးအကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်ဟဲ့ဆိုတဲ့အတွေ့အကြုံအရင်ထဲမှာစဉ်းစားတွေးတော်နေတယ်မျောလင့်တောင်းတရည်ရွယ်ချက်ကတော့တစ်ခါမရရင်နှစ်ခါလုံးမယ်နှစ်ခါမရရင်နောက်ထပ်ထပ်ကြိုးစားမှာပေါ့အဲ့တော့ဇွဲမလျှော်ဘူးဆိုတဲ့အတွေ့အတွေဒါကိုရရင်ထဲမှာမျောလင့်တောင်းတနေပါတယ်စီးစရာရင်ထားနဲ့ပတ်သက်ပြီးလို့ရှိရင်လည်းပြပြလေးလေးကောင်းကောင်းမွန်မွန်ဖြစ်ဖို့အဲ့လိုအကြောင်းအရာတွေနဲ့ပတ်သက်ပြီး เนาะရင်ရထားကိုအကြောင်းပြုပြီးအကောင်းဆုံးဖြစ်ဖို့ကိုဒါကိုရင်ထဲမှာမျောလဲတောင်းတာနေတယ်မမျောလင်မဲနဲ့ဘယ်လိုဟာမှုချုပ်မလဲဆိုလို့ရှင်တော့ငွေရတဲ့သူတွေအတွက်ကိုတန်ရုံးစင်ကြီးမားတဲ့သူတွေရဲ့ဝါသနာသူတို့လိုချင်တာသူတို့ဖြစ်ချင်တာအဆအဆအရာရာကိုမှဖြည့်ဆည်းပံ့ပိုးပေးရတာမျိုးဂျုံပေးရမယ်ကိုတို့ကမရရှိခဲ့တဲ့အကံကြမာတွေအခွင့်အရေးတွေအဲ့တော့ဒီငွေရတဲ့သူတွေအတွက်ကြလို့ရှင်အကောင်းဆုံးဖြစ်အောင်ဖန်တီးမယ်ဟဲ့ ပေးဆက်မယ်ဟဲ့ဆိုတဲ့အတွေးတွေအဲ့ဒီစိတ်ကူးလေးတွေဖြစ်လာတတ်တယ်ဂျုံဝါတတ်တယ်။နောက်အစာဦးကိုအကြောင်းပြုပြီးတော့အကောင်းဆုံးဖန်တီးဖို့ကိုလည်းအဲ့ဒီလိုကံကြမ္မာလေးကိုယ့်ရဲ့ဘဝမှာမမျှော်လင့်ပဲဆုံးဖြတ်တာမျိုးဂျုံတွေးပါလိမ့်မယ်။စိတ်ညစ်စရာပူပင်သောကအနေနဲ့ကတော့စနေသားသမီးတွေမှာမျက်နှာပွင့်လန်းဖို့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးစိတ်ညစ်စရာတွေဖြစ်ပေါ်တတ်ပါလေ။အဲ့တော့ငယ်ရွယ်တဲ့စနေသားသမီးတွေရဲ့ကံစတာမှာကံဆိုးတာတွေလာတတ်တယ်ညာ။အဲ့တော့ကိုယ့်ဘက်က အကောင်းမဲ့ထင်ပြီးလုပ်လိုက်တဲ့ကိစ္စတွေကစိတ်ညစ်စရာတွေကံဆိုးတာတွေအဲ့လိုဟာမျိုးတွေဖန်လာတတ်တယ်ဖြစ်လာတတ်ပါလေအဲ့တော့အခြေအနေနဲ့ပတ်သက်လို့ရှိရင်လဲကောင်းသော အပြောင်းလဲတွေလာတတ်တယ်အဲ့တော့အဆိုးကနေပြီးတော့အကောင်းဘက်ကိုပြောင်းလဲသွားလိမ့်မယ်အဲ့တော့အိမ်တော်ရှင်မိတ်ဆွေများပူကတော့နေရထိုင်ရင်းစိတ်တိုင်းမကြစီရတဲ့ကြုံမယ်ကျန်တာအားလုံးကတော့သူ့ဟာနဲ့သူထိုက်တဲ့လောက်အဆင်ပြေလိမ့်မယ်လို့ပြထားပါတယ် ဒီဝသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေများပူပါတော့ထမင်းအုပ်တွေဆုံးအုပ်တွေစသည်အားဖြင့်အဖုံးပါသောထမင်းထည့်တဲ့ဥစ္စာအဖုံးပါသောအရာပေါ့ဗျာအဲ့တော့ထမင်းပေါင်းကိုလည်းရတာပေါ့အဲ့လိုနေရာတွေရဲ့အနီးအနားမှာရှာကြည့်ပါအဲ့နေရာမှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစုံတရားတွေ့ရပါလိမ့်မယ်ညံတာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတဲ့အနေနဲ့ကတော့ ငါးခုနှစ်ကောင်လွှတ်ချင်းအပြင်အညံ့တွေအားလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်စနေသားသမီးများအတွက်ဒီမှာပဲဒီကုန်းချုပ်ပြရစီကျွန်တော်ကျော်စိန်ဖန်ပါကျွန်တော်မိတ်ဆွေစနေသားသမီးရောက်တိုင်းရောက်တိုင်းကျမ်းမာချမ်းသာလူဝဆန္ဒပြုဝပါစေလို့ဆန္ဒပြုမြတ်တာပို့ပါတယ်ဗျာကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39995380398ပဲဖြစ်ပါတယ်အဲ့ဒီဖုန်းနံပါတ်ကိုဖုန်းဆက်မယ်နာမည်စင်းပေးမယ်ဖုန်းဆက်ရမယ့်အချိန်ကတော့17နာရီနဲ့22နာရီတွင်ဆက်မယ်ညနေ3နာရီရဲ့ အထီအောင်တူးချင်းစီကိုပြန်လည်ဟောကြားပေးပါတယ်။ကဲဒီလောက်ပါပဲเนาะကျွန်တော်မိတ်ဆွေများအားလုံးအားလုံးကျမ်းမာချမ်းသာလို့ဆန္ဒပြုပါပါစေလို့ဆန္ဒပြုမြတ်တာပို့ပါတယ်ဗျာ။